ပြီးသွားပြီ 16မှာတန်ခါကုံတော်9ပါဆိုတွေ့လိမ့်မယ်။တန်ခါဆိုတဲ့စကားလုံးတွေ့မယ်။တန်ခါဆိုတာမြန်မာမှုပြုထားတယ်ပါဠိကိုမြန်မာမှုပြုထားတာပါဠိရင်းကပြောရင်တန်ခါတန်ခါနော်တန်ခါကိုမြန်မာမှုပြုလိုက်တော့ဘာဖြစ်သွားလဲတန်ခါဟုတ်ပြီနော်ဖျားတရားတန်ခါလားဖျားတရားတန်ခါလား ပါဠိလိုပြောရင်ဖယားကဗုဒ္ဓတရားကဓမ္မတန်ဃာကတန်ဃာဗုဒ္ဓဓမ္မတန်ဃာရဲကြားဘူးတယ်နော်အဲ့ဒါ क्वे ရမယ်နော်မြန်မာစလုံးငယ်ဟဲ့လားပါဠိစလုံးဒါကြောင့်တန်ဃာဆိုတာတန်ဃာဆိုရဲပါဠိရနေပြီးတော့မြန်မာမှပြုလိုက်တော့တန်ဃာတဲ့အဲ့တော့မှတ်ထားတန်ဃာဆိုတာဘာလဲတဲ့အယူတီလတူညချင်းဖြင့် အယူသီလတူများခြင်းဖြင့်ပေါင်းစုဖွဲ့စည်းထားတဲ့တပည့်အပေါင်းကိုတန်ကားလို့တောင်းအယူအားဖြင့်လဲတူမျှတယ်သီလကျင့်စဉ်အားဖြင့်လဲတူမျှဒါကြောင့်အယူသီလတူမျှခြင်းဖြင့်ပေါင်းစုဖွဲ့စည်းထားတဲ့ပေါင်းစုဖွဲ့စည်းထားတဲ့တပည့်အပေါင်းကိုတန်ကားလို့တောင်းအဲ့ဒီမှာကျေးဇူးတော်ရှင်တဒမရန်ဒီဆရာတော်ဖရာကြီးကဆရာမတော် ဩဝါဒပေးဘူးတယ်။တန်ခါမှာတဲ့သုံးစားရှိတယ်တဲ့။ဝိနီတန်ခါတဲ့။ဟောဆံမကုနာဗိဒကတ် သုံးပုံပြောထားတယ်။ဝိနီတန်ခါတဲ့။သုတ်တန်တန်ခါတဲ့။အဘိဓမ္မာတန်ခါတဲ့။တန်ခါဆိုတဲ့ကအယူဝါဒ အယူသီလတွေတူမျှထားတဲ့အဖွဲ့အစည်းဖရားရဲ့တပည့်အပေါင်းတန်ဃာလို့သုံးတယ်လေအဲ့ဒီဖရားတပည့်မှာမှဝီနီးတန်ဃာဆိုတာယနေ့မျက်မှောက်သာသနာမှာသင်္ကန်းပရိခရာတွေစင်မြန်းထားတဲ့တန်ဃာမှန်သမျှသည်ဝီနီးတန်ဃာတဲ့ဟုတ်ပြီနော်နောက်တစ်ချက်သုတ်တန်တန်ဃာသုတ်တန်တန်ဃာတော့ခုန definition အတိုင်းဖရားရဲ့ဖရားပေါ်မှာကြုံကြည်တယ်ဘာယူလဲဆိုဗုဒ္ဓရဲ့အဆုံးအမယူထားကြတယ် ုဒ္ဓဘာသာဝင်တွေပေါ့ဖွဲ့စည်းနေနဲ့ငါးပါးသီလအယူသီလဒုမျှလဲဆိုတော့ငါးပါးသီလကျင့်သူတွေအဖွဲ့စည်းခုဒါဆရာမတို့သားတို့သမီးတို့အကုန်လုံးကဘယ်နှပါးသီလထိန်းလဲငါးပါးသီလဥပုပ်ရက်တွေကြရင်၈ပါးသီလကိုရင်နေဆိုရင်၁၀ပါးသီလဟာလာတန်ဃာယဟန်နေဆိုရင်၂၂၈တွဲအကျဉ်း၂၂၈တွဲအကျယ်ကလေး၉00ကျော်တော့ ိတ်ခါတယ်ပုတ်တယ်စုစည်းထားတယ်အယူအားဖြင့်လည်းတူမျှတဲ့အပေါင်းစုသီလအားဖြင့်တူမျှတဲ့အပေါင်းစုဖွဲ့စည်းမှန်သမျှသည်ဘယ်ထဲပါလဲတုတ်တန်တန်ကဒါဆိုရင်ဆီယမတို့အဖွဲ့အစည်းလဲအတူတူဖရာကိုကိုးခဲ့တဲ့တို့အဖွဲ့အစည်းဖရာတပြည့်တည်းကြီးပဲဆီယမတို့အလုံးရဲ့ဆရာမြတ်စွာဘုရားပဲဒါဆိုရင်ဘယ်တန်ဃာလဲမပါဘူးလားဟောဒီတန်ဃာကသင်္ကန်းပြိခရာဆင်ထားတာမဟုတ်အယူအားဖြင့်တူမျှတဲ့ဖရာတပြည့်တည်း တီလာအပြင်တူမြရင်အဲ့ဒါဘယ်တန်ငါလဲပါလေတုတ်တန်တန်ငါတန်ငါရဲ့အဓိပ္ပာယ်ကအဖွဲ့အစည်းပဲအစုပေါင်းမယ်ရှင်းလားအဲနောက်တစ်ဆင့်အဘိဓမ္မာတန်ငါဆိုတာတော့တဲ့ခုနကပရိယတ်တွေကိုသင်ကြားလာရုံနဲ့မကဘဲနဲ့လက်တွေ့ကျင့်ကြံအားထုတ်တော့မက်၄ပါးလုံးရသွားပြီဖို၄ပါးလုံးရသွားပြီဒါကိုမက်၄ပါးရတဲ့အခိုက်ကိုမက်ပုတ်ကိုလို့သုံးတယ် ဖို့လေးပါရသွားတဲ့ပုံကိုဖို့ပုံကိုလို့သုံးတော့မက်က၄ပါဆိုမက်ပုံကိုဘယ်နှယောက်၄ယောက်ဖို့က၄ပါဆိုဖို့ပုံကွာ၄ယောက်မက်ပုံကို၄ယောက်ဖို့ပုံကို၄ယောက်ပေါင်းလိုက်ရင်၈ယောက်တော့အရိယာတန်ဃာတွေကအဘိဓမ္မာတန်ဃာပဲရှင်းတယ်နော်အဲ့တော့အဲ့ဒီဘိဓမ္မာတန်ဃာကတော့ပုထုဇဉ်မဟုတ်တော့ဘူးတကယ်ကိုမက်ဖို့ကိုရရှိသွားတဲ့အရိယာသူတော်ဇဉ်များအဲ့တော့မက်၄ပါးရတဲ့ခိုင်မက်ပုတ်ကို၄ယောက ဖို့၄ပါးရတော့ဖို့ဖို့ကို၄ရမှာသူ့ရဲ့ပုံစံကမက်မှာသောတာပတိမက်သောတာပတိသောတာပတိမက်တဂရာဂါမိမက်အနာဂါမိမက်အရဟတမက်ဖို့၄ပါးကိုကြည်လေသောတာပတိဖို့တဂရာဂါမိဖို့အနာဂါမိဖို့အရဟတဖို့ရှိပေမဲ့သူ့ရဲ့ဒါဟောစဉ်အနေနဲ့ဟောတော့မက်၄ပါးဖို့၄ပါးတကယ်ကျင့်စဉ်သွားမယ်ဆိုရင်သူ့ရဲ့ဟလာကျင့်စဉ်ပိုင်းပြောရင်သောတာပတိမက်ရပြီးတာ ਨੇ သောတာပတိဖို့ရသွားတာ သောတပတိမဲ့ရတဲ့အခိုက်ကိုသောတပတိမဲ့ပုဂ္ဂိုလ်သောတပတိဖို့ရသွားရင်သောတပတိဖို့ပုဂ္ဂိုလ်အဲ့ဒီနှစ်ယောက်ကိုပေါင်း၍သောတဗံပုဂ္ဂိုလ်လို့ခေါ်တယ်။မှတ်ထားမှာနော်အခုထဲမှာပါတော့မယ်။တဂရာဂာမိမဲ့ရပြီးဘာရမလဲ။တဂရာဂာမိဖို့အဲ့ဒီနှစ်ယောက်ပေါင်းလိုက်ရင်တဂရာခံလို့သုံးတယ်။တဂရာခံလို့သုံးတယ်။ဟုတ်ပြီနော်။အနာဂာမိမဲ့ရပြီးရင်အနာဂာမိဖို့အဲ့ဒီပုဂ္ဂိုလ်အနာခံပုဂ္ဂိုလ်လို့သုံးတယ်။ အရဟတမေရဟတဖို့ရသွားရင်ယဟန္တာလို့သုံးတယ်အဲ့ဒါတိသွားပြီဒီထဲမှာပါတော့တယ်ဒါဆိုလို့ရှိရင်ဒါဘုဒ္ဓလေးပြန်ပြောမယ်သောတာပတိမေသောတာပတိမေရပြီးတာ ਨੇ သောတာပတိဖို့ဆက်ရသွားတယ်အဲ့ဒီသောတာပတိမေရတဲ့အခိုက်ကိုသောတာပတိမေပုတ်ကိုဖို့ရသွားရင် တော်တပတိဖို့ဖို့ကိုအဲ့ဒီနှစ်ယောက်ပေါင်းတစုံတစုံကိုဘာလို့ခေါ်လဲတောတာဘံတောတာဘံအရိယာတန်ခါရေလို့ပြောရင်အဲ့ဒီအထဲမှာပုဂ္ဂိုလ်ဘယ်နှစ်ယောက်ပါလဲနှစ်ယောက်တောတပတိမဲပုဂ္ဂိုလ်တယောက်တောတပတိဖို့ပုဂ္ဂိုလ်တယောက်ရပြီနော်နောက်တစ်ချက်တကဒာတကဒာဂါမိမဲ့ ရတဲ့အခိုက်ကိုတဂရဂါမိမပုတ်ကိုတဂရဂါမိဖို့ဆက်ရသွားရင်တဂရဂါမိဖို့အဲ့ဒီတစုံနှစ်ယောက်ကိုပေါင်းပြီးတော့ဘယ်လိုခေါ်လဲတဂရဒါကံပုတ်ကိုလို့သုံးတယ်ပြီးရင်အနာဂါမိမဲ့ရတဲ့အခိုက်ကိုအနာဂါမိမပုတ်ကိုဖို့ရသွားတဲ့အခိုက်ကို အနာဂါမိဖို့ပုတ်ကိုအဲ့ဒီနှစ်တစုံနှစ်ယောက်ကို ပေါင်းလိုက်တော့အနာဂံပုတ်ကိုလို့တောင်းပြီးရင်အရဟတမေရတဲ့အခိုက်ကိုအရဟတမေပုတ်ကိုဖို့ရတဲ့အခိုက်ကိုအရဟတဖို့ပုတ်ကိုဒီနှစ်ယောက်တစုံပေါင်းရင်ယဟန္တာဒါဆိုရင်သောတာဗံကဘယ်နှစုံရှိလဲ ဒဇုံတကရာခံဒဇုံအနာခံဒဇုံယဟန္တာဒဇုံအာဆိုပြီးတော့အစုံအားဖြင့်ဘယ်နှစုံရှိလဲလေးစုံအစုံအားဖြင့်လေးစုံတောတဗံကဒဇုံတကရာခံကဒဇုံအနာခံကဒဇုံယဟန္တာကဒဇုံဒဇုံမှာဘယ်နှယောက်နှယောက်ပုပ်ကိုအားဖြင့်ရှိရသိချမှတ် အစုံအားဖြင့်၄စုံပုပ်ကိုအားဖြင့်၈ယောက်အစုံအားဖြင့်၄စုံအစုံကိုပါဠိလိုဒီနေရာမှာယုဂလို့တောင်းတယ်ယုဂဆိုအစုံပါဠိလိုယုဂဆိုအစုံအစုံအားဖြင့်ကိုပါဠိလိုယုဂနိလို့တောင်းတယ်ယုဂဆိုအစုံယုဂနိဆိုအစုံအဲ့ဒီမှာ၄ခုမှလား၄ခု လေးခုကိုပါဠိလို စတ္တာရိလို့တောင်းလေးခုကိုစတ္တာရိစတ္တာရိယူဂာနီလို့ပြောရင်မြန်မာလိုဘယ်လိုသိရမလဲအစုံအားဖြင့်၄စုံဘာတွေလဲသောတပန်တစုံတဂရာဂံပုဂ္ဂိုလ်အားတစုံအနာဂံပုဂ္ဂိုလ်တစုံယဟန္တာပုဂ္ဂိုလ်တစုံအရေးကြီးတယ်နော် ပြီးရင်ပုဂ္ဂိုလ်အားဖြင့်ဆိုရင်သောတပန်တစုံမှာဘယ်နှယောက် နှစ်ယောက်ဗကရာကံမှာနှစ်ယောက်ဒါဆိုပုပ်ကိုအားဖြင့်ဘယ်နှယောက်၈ယောက်အလုံးပေါင်း၈ယောက်ပုပ်ကိုကိုပါဠိလိုပုပ်ကလသုံးပုပ်ကလနဲ့ပုပ်ကိုသုံးပုပ်ကိုအားဖြင့်ဘယ်နှယောက်လဲဆိုရင်၈ယောက်၈ယောက်ကိုပါဠိလိုအဋ္ဌအဋ္ဌအဋ္ဌဆိုရင်မိန်းစာ၈ပုပ်ကိုအားဖြင့်၈ယောက်ဆိုတော့ယောက်ျားမြတ်လို့သုံးတော့ပုရိသဆိုတာယောက်ျားဒါကြောင့် အထပုရိတာပုဂ္ဂလာဟုတ်လားအထပုရိတာပုဂ္ဂလာစတ္တရိယူဂာနီဒါလေးမှတ်ထားနော်ရပြီနော်အဲ့ဒါဒီထဲမှာပါတော့မယ်စာမျက်နှာ16မှာ1 2 3 4ရဲ့အောက်မှာစာကြောင်းလေးတွေ့လားယတိဒံဆိုတာတွေ့လားတွေ့လား ယတိတံရဲ့အနောက်မှာဗာတွေ့လဲစတ္တာရိပုရိတာယူဂာနိငင်းဆောင်လေးဖြတ်ထားစတ္တာရိနဲ့ယူဂာနိနဲ့ကိုတားထားစတ္တာရိယူဂာနိဆိုတော့ယူဂာနိကအစုံစတ္တာရိက၄စုံပုရိတာဆိုတာယောက်ျားမြတ်ယောက်ျားမြတ်၄စုံအဲ့ဒီယောက်ျားမြတ်၄စုံကသောတာပန်တစုံတဂရဟံတစုံအနာဂံတစုံယဟန္တာတစုံဆိုတော့ ပုထုဇဉ်လာအရိယာလားအရိယာအရိယာဖြစ်သွားပြီဒီဘက်ကိုသွားမယ်သတ္တရိယုဂာနိအစုံအပြည့်လေးစုံကိုမြှောက်လိုက်တဲ့အခါတဲ့အထပုရိသဟိုဘက်မှာလည်းပုရိသပါတယ်တွေ့လားသတ္တရိယုဂာနိမှာလည်းပုရိသလေးဝိုင်းခဲ့တယ်အခုလည်းပုရိသဝိုင်းတာပုရိသဆိုယောက်ျားမြတ်အဲ့တော့အစုံလေးစုံကိုတစုံမှာနှစ်ယောက်ဆိုမြှောက်လိုက်တော့ပုဂ္ဂိုလ်ကဘယ်နှယောက်ရှစ်ယောက်အဲ့ဒါအထပုဂ္ဂလာတဲ့ အထပုဂ္ဂလာပုဂ္ဂလာဆိုပုဂ္ဂိုလ်အထ means ရှေ့ရဒါဆိုအထပုဂ္ဂလာပုဂ္ဂိုလ်အားဖြင့်ရှေ့ရအဆုံးအားဖြင့်လေးဆုံးအဆုံးအားဖြင့်လေးဆုံးပုဂ္ဂိုလ်အားဖြင့်ရှေ့ရအဲ့ဒါလေးမှတ်ထားနော်အဲ့ဒါလေးကိုခုသင်ပါအခုတန်ခါဂုံနော်လို့ပြောရင်ဖရာရဲ့တပည့်တွေကိုပြောရမှာဟုတ်လားဘယ်လိုဖရာတပည့်တွေလဲအယူအားဖြင့်တူမြတဲ့ဖရာတပည့်အပေါင်းတီလာအားဖြင့်တူမြတဲ့ဖရာတပည့်အပေါင်းမှာ ။သင်္ကန်းပရိခေယစင်မြန်းထားတော့ကိုရင်တာမဏေကိုရင်တာမဏေယဟန်းတွေရော မပါဘူးလား။ပါသလိုဖရာတပည့်တွေမှာဆံမတို့ဒါတို့တမီးတို့တွေရောပါတယ်နော်။အဲ့တော့ဒီမှာပါတဲ့တန်ခါဂုံတော်တွေမှာကျင့်စဉ်တွေပါတော့မယ်။ဒါကြောင့်တန်ခါဂုံဆိုတာတန်ခါတော်တွေရဲ့ဂုံလို့ဒီတိုင်းမရဘူး။ဆံမတို့လည်းတကယ်တန်ခါအစစ်ကတော့ဝီနီးတန်ခါပေါ့။ဒါမဲ့ဆံမတို့ကတုတ်တန်ပိုင်းဆံရရတပည့်အနေနဲ့လိုက်ကျင့်လို့မရဘူးလား။ ဒါကြောင့်အဲ့ဒီတပြည့်တည်းမှာတဲ့ဗဂဝတ္တာဆိုတာလေးတွေ့သလားတွေ့ပါဗဂဝတ္တာလို့တွေ့ရင်ဘု து ့ကိုပြောတာညက်စွာဖေယားโอเคတက်လာပြီတွေ့လားအဲ့ဒါတင်ချင်းရဲ့အကျိုးကျစဗဂဝတ္တာတွေ့တာ ਨੇ ညက်စွာဖေယားတဝကဆိုတဲ့စကလုံးကတပြည့်ဟုတ်လားတပြည့်တန်ကိုဆိုတော့တပြည့်သားတန်ခါဒါဆိုရင်ဒီစကလုံးလေးကအမြဲပါလိမ့်မယ်ဗဂဝတ္ တအမှာဘဂဝတာမှာဒီမှာတန်ကုန်လေးဖြစ်တဲ့အတွက်ဒီမှာလဲဆရာမတို့ကသဝေထိုးလေးထည့်လိုက်တော့ဟိုဘက်တော့ကဘဂဝတာဒီမှာဘဂဝတောဘဂဝတောမြတ်စွာဘုရားရှင်ဤတာဝကတပိတာတန်ကောဆိုတာတန်ဃာတော်တို့သည်ဖျားတပြိမှန်သည်မြတို့သည်ဘာလို့ရမလဲတဲ့ကျင့်စဉ်ပြောတော်မယ် နံပါတ်၄ဟိုဘက်ကဖြတ်ရအောင်နံပါတ်၄ကသူ့သူ့ဆိုတာကောင်းစွာပတိဆိုတာအပတိပတ်အကျင့်ပတိဆိုတာအကျင့်ပါဏဆိုတာပြည့်စုံတယ်ဒါကြောင့်ပါဏပြည့်စုံတယ်ဗာလေကောင်းတဲ့အကျင့်နေနဲ့ပြည့်စုံပါတယ်ဖရာရဲ့တပြည့်မှန်သမျှသည် ကောင်းသော အကျင့်နေနဲ့ပြည့်စုံမယ်ဒါကြောင့်သူပတိပန်နောအဲ့ဒီမှာအပောင်းလေးကိုဖြုတ်လိုက်တဲ့အတွက်ဒီမှာပစောက်တလုံးထည့်လိုက်တယ်ဒါကြောင့်ဖတ်ရေသောပတိပန်နောဘယ်လိုဖတ်မလဲသောပတိပန်နောမှာမှန်တယ်အရက်ထဲမှာမှားတယ်သောပတိလို့မှန်တယ်ဒီနေရာမှာပစောက်တလုံးမပါဘူးသောပတိပန်နော ပฏิဆိုတာကပฏิပတ်အจิตပန္နဆိုတာပြည့်စုံနေတဲ့ဒါတွေလေသူ့ဆိုကောင်းတော်ဟုတ်တယ်လားဒါဆိုရင်ဘဂဝတ်တော်ဆိုတော့ဖရာမြတ်စွာဘုရားဤပါဝကတပိသားတန်ဃာတန်ခေါ်တပိသားတန်ဃာတော်တို့သည်ပောပတိပံနောကောင်းကောင်းမွန်မွန်အကျင့်နဲ့ပြေဆုံးနေဒါပဲလွယ်လွယ်လေးဟုတ်ပြီနော် ရလေဆက်လက်ဖြစ်လိုက်ရနံပါတ်2နံပါတ်2ကထူတာဒါလေးပဲသွားမယ်နံပါတ်2ကြတော့အိုဇုပတိပန်နောပတိပန်နောဆိုသားတို့သမီးတို့မင်းမယ်ပတိဆိုတာဘာလဲအကျင့်အကျင့်โอเคပန်နောဆိုတော့ပြည့်စုံတယ်ဒါကအမြဲတမ်းတွဲသွားမယ်အကျင့်နဲ့ပြည့်စုံတယ်တဲ့ဩသားတို့သမီးတို့ဒီနေ့ပါဠိတစ်လုံးထပ်သိတော့မယ် ဥစုဆိုရဲစကလုံးပါပဲဥစုဆိုဖြောက်မှတ်တယ်ဖရရဲ့တပည့်သားတန်ခါမှန်သမျှသည်ကောင်းကောင်းမွန်မွန်ကျင့်ခဲ့တာတုပ်ပတိပံနော်နံပါတ်1ကောင်းကောင်းမွန်မွန်ကျင့်တာဘလို့ကောင်းလဲကိုယ်လဲကောင်းအောင်ကျင့်နေနှုတ်လဲကောင်းအောင်ကျင့်နေစိတ်လဲကောင်းအောင်ကျင့်ကြတယ်ကောင်းကောင်းမွန်မွန်ကျင့်ခြင်းဒီဂုံရည်တစ်ခု ။ဒါဆိုဆ iam တို့တားတို့သမီးတို့လေတကယ်တန်ကတော်ကြီးတွေကကောင်းကောင်းမွန်မွန်ကျင့်တယ်လို့ကိုနှုတ်စိတ်ကောင်းအောင်ကျင့်တယ်လို့ဆ iam တို့တားတို့သမီးတို့လေတပည့်ဖြစ်တဲ့ဖခင်ရဲ့တပည့်ဖြစ်တဲ့ကြောင့်မလုပ်ရမယ်။ကောင်းကောင်းမွန်မွန်ကိုကြည်ရ။ကောင်းကောင်းမွန်မွန်ကြည်ယုံနေမပြီးသေးဘူး။ဖြောင်းပြောင်းမှန်မှန်ကြည်ရမယ်။ကာယကံလည်းဖြောင်းပြောင်းမှန်မှန်ကြည်ရမယ်။ဝစီကအပြောလည်းဖြောင်းပြောင်းမှန်မှန်ကြည်ရမယ်။ဖြောင်းမှန်မယ်။စိတ်အတွေ့လည်းဖြောင်းပြောင်းမှန်မှန်။ဖြောင်းမှတ်တယ်ဆိုတာကောက်ကွေးမှုမရှိရဘူး။မဟုတ်တာလှုပ်ပြီးတော့ကိုမဟုတ်တာလှုပ်ပြီးတော့ ကိုမဟုတ်တယ်လို့နေအဲ့ဒါမဖြောက်မှတ်တာနှုတ်ကလည်းမဟုတ်တာပြောပြီးတော့မှကိုမပြောတယ်လို့ဒါမဖြောက်မှတ်တာစိတ်အတွေးကလည်းကောက် ကောက်ကွေကွေတွေးတာမျိုးမဖြစ်အောင်ဒါကြောင့်နံပါတ်1ဂုံရင်နံပါတ်1အကျင့်ကဖြောင်းပြောင်းမှန်မှန်ကြင့်မယ်ဟုတ်ပြီနော်ဖြောင်းပြောင်းမှန်မှန်ကြင့်မယ်နံပါတ်3ဂုံရင်မှာဒါလေးပဲပြောင်းတော့မယ်ညာရတဲ့နော်နံပါတ်3ကညာရညာရညာရ ညာယဆိုတာရည်ရွယ်ချက်ကိုကနိဗ္ဗာန်ဆိုတဲ့ဘာရည်ရွယ်ချက်နဲ့ကျင့်တာလဲဆမ္မာဟုနာစပြီးတော့တမင်ချီပြီးပြောခဲ့တယ်။ဆမ္မာရုတ္တရေဖះရှင်တရားဟောတာမှန်သမျှဖះပေးတဲ့တရားမှန်သမျှဒီစင်ရဲကိုပယ်ဖြောက်ချမ်းသာကိုရောက်စေဖို့ပဲ။စင်ရဲကိုပယ်ဖြောက်ချမ်းသာကိုရောက်စေတဲ့နေရာမှာအချမ်းသာဆုံးအချမ်းသာကအကုသိုလ်တွေဖြစ်နေရင်စင်ရဲမှာပဲ။ကုသိုလ်တွေဖြစ်လာရင်ချမ်းသာမယ်။ ကုသိုလ်တကကုသိုလ်ရဲမှာလောကုတ္တရာကုသိုလ်ဆိုရဲမဲ့ရရင်အကုသိုလ်ပယ်တတ်ပြီဖို့ဆိုရင်ရင်အိမယ်နိဗ္ဗာန်ဆိုတာကုန်ခန်းသွားမယ်ဆိုတော့အချမ်းသာဆုံးချမ်းသာကကိလေသာကုန်ခန်းသွားဖို့ရည်ရွယ်ချက်တည်းဆံမတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ပန်းတိုင်ရည်ရွယ်ချက်ကိုပြောပါဆိုနိဗ္ဗာန်လို့ပြောကြတယ်ကုသိုလ်ပြောတတ်ပြီနိဗ္ဗာန်ဆိုတာဘုံကြီးမဟုတ်ဘူးမတိုင်ရင်တခုမဟုတ်ဘူးမြို့ကြီးမဟုတ်ဘူးနိဗ္ဗာန်ဆိုတာကိုယ့်ရဲ့ကံ၃ပါးလုံးမှာ အကုသိုလ်ကိလေသာတွေလုံးဝမရှိကုန်ခန်းသွားဘူး။ဒါကြောင့်ဖရာရဲ့တပည့်သားတန်ခါမှန်သမျှသည်နိဗ္ဗာန်ကိုရည်မှန်းပြီးတော့ကျင့်ပါလေ။ဒါကြောင့်ညာယဆိုတာနိဗ္ဗာန်ကိုရည်မှန်းပြီးကျင့်တာ။ဟုတ်ပြီနော်။စောက်ထဲမှာပါလေလေဒါတို့သမီးတို့။ဒါကြောင့်ညာယပฏิပန္နဆိုတာဘာလဲ။နိဗ္ဗာန်အကျိုးငှာတာကျင့်နေစာမျက်နှာ၁၈မှာပါတယ်နော်။စာမျက်နှာ၁၈မှာနိဗ္ဗာန်အကျိုးငှာတာ ရှင်းနေတွေ့လားကဲနောက်တစ်ဆင့်ဂုံကြီးနံပါတ်၄ဖြစ်သွားပြီနံပါတ်၄ဂုံကြီးကိုကြည့်ရင်တာမစ်စီတာမစ်စီဆိုတာရိုသေးတာရိုသေးခြင်းကိုခံထိုက်အောင်ကျင့်တာရိုသေးထိုက်အောင်သူများတွေကလည်းကိုယ်ရိုသေးုံနဲ့မကဘူးကို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 ရိုသေးနိုင်ရမယ် ကိုကိုကိုပြန်ကျင်ကာငါကာယကံလည်းကောင်းကောင်းမွန်မွန်ကျင့်ခဲ့တယ်တုပ်ပတိပါဏဝစီကံလည်းကောင်းကောင်းမွန်မွန်ကျင့်တယ်မနောကံလည်းကောင်းကောင်းမွန်ကျင့်တယ်တုပ်ပတိပါဏကောင်းကောင်းမွန်မွန်ကျင့်ခဲ့တယ်ဖြောင်းပြောက်မှန်မှန်ကျင့်ခဲ့တယ်ဥစ္စောပတိပါဏနိဗ္ဗာန်ကိလေသာကုန်ခန်းဖို့ကိုယ့်ရဲ့ကိုယ်ရောနှုတ်ကောစိတ်ကောမှာအကုသို့မဖြစ်အောင်調査ကျင့်တယ်နိဗ္ဗာန်ရည်မှန်းကျင့်တယ်အဲ့ဒီလိုကျင့်တဲ့အတွက်ကြောင့်ကိုကိုပြန်ကြည့်လိုက် ကိုအမူအရာကြည့်လေဖြောင်းပြောက်မှန်မှန်ကောင်းကောင်းမွန်မွန်စကားပြောတာကြည့်လေ ောင်းပြမမကောင်းကောင်းမွန်မွန်စိတ်ထားကြည့်လေကောင်းကောင်းမွန်မွန်ကိုနဲ့ဆက်တဲ့သူတည်းကဟေး तू ကမကောင်းတာဆိုသူမလုပ်ဘူးအမြဲတမ်းကောင်းတာလုပ်တဲ့သူရိုးသေးတယ်ဆရာတော်တန်ခါတော်ကြီးဆိုရင်တာမဏေလေးကအစဆံမတို့ကရှင်ဘသီလထိန်းနေကောင်းကောင်းမွန်မွန်သင်္ကန်းပရိခေယဆင်မြန်းနေစွန်းခမ်းနေဆိုကိုတဲ့ငယ်တဲ့ကိုရင်လေးဖြစ်အောင်တော့ရိုးသေးရလားမရိုးသေးရလားကိုတဲ့သီလအပြင်ตาတယ်ဖះตาတော့အစ်စ်ဖြစ်သွားတယ် ယဟန်တန်ကဆရာတော်ကြီးတွေဆိုလဲယိုသေးတယ်။တီလာနဲ့ပြည့်စုံတဲ့လူတယောက်ဆိုလဲပတ်ဝန်းကျင်ကယိုချင်တယ်။သားတို့သမီးတို့ဆံမတို့အရွယ်မှာလဲကိုကြီးတီလာကောင်းမွန်တဲ့ဇာတိတပြည့်စုံတဲ့လူငယ်တယောက်ကိုတငယ်ချင်းကလဲလေးစားတယ်။ဟုတ်တယ်လား။ဆရာသမားတွေကလဲဒီကလေးကိုအသိမှတ်ပြုတ်တယ်။အဲ့ဒါပါလေ။ဒါမရှိပဲ။သူများနောက်ဆုံးတိုးတိုးပြောရင်သူများမယိုသေးခြင်းနဲ့ကိုကိုကိုယိုချင်ကြီးညိုချင်းခံရတယ်။ဒါမရှိ။ဒါဝဲ ပါလိမှာပေါင်လိုက်တော့ဒီမှာပတ်စောက်တစ်လုံးထည့်လိုက်တော့တာမီစိတ်ပฏิပန်နော်ဟုတ်လားအဲ့မှာစာပေမှာလေရေထားတယ်ဗါတဲ့လေရိုသေမှုနိလျော်ကန်အောင် ကြည့်มาတယ်ဆိုအဲ့ဒီလေးချက်စလုံးကိုကြည့်အောင်နံပါတ်1ကိုကြည့်သုံးပฏิပန်နော်နံပါတ်2ကိုကြည့်ဥဇောပฏิပန်နောနံပါတ်3ကိုကြည်ညာရပฏิပန်နောနံပါတ်4ကိုကြည်သာမေစိအဲ့ဒီ၄ချက်ဒီအကျင့်တနည်းအားဖြင့် အကြောင်းကုန်လို့မှတ်ထားအကြောင်းကုန်တော့ဘယ်နဲ့ချက်လဲလေးချက်လို့မှတ်ထားတစ်နှစ်သုံးလေးရဲ့ဘေးမှာအကြောင်းဆိုတာပြုတ်လောက်တာအကြောင်းကုန်တော့လေးချက်လို့မှတ်ထားအဲ့ဒီကုန်တော့လေးချက်ဒီဝိနည်းတန်ဃာတော်ရှင်သူမြတ်ကြီးတွေမှာလည်းဒီကုန်နေရှိတယ်အဘိဓမ္မာတန်ဃာတော်အရိယာကြီးတွေမှာလည်းဒီဟာနေနဲ့ပြည့်စုံစူးစမ်းခဲ့ရတာပဲအကြောင်းကောင်းအောင်လုပ်ခဲ့တာခုဆရာမတို့ကလည်းအတူဖြစ်အောင်အတူယူပြီးတော့ဖရာတပည့်တွေပိတစွာ ခាយကံဝစီကံမနောကံကောင်းအောင်နေသင့်လားမနေသင့်ဘူးနာမည်ခံထားတော့ဗုဒ္ဓဘာသာဝင်တဲ့အပြုအမူတွေကြည့်ရင်မကောင်းမှုတွေနဲ့အပြောဆိုတွေကြည့်လဲရင်းရင်သေးသေးတွေဟုတ်တယ်လားစိတ်အတွေးကလည်းခက်ထန်နေနာမည်ခံပဲဖြစ်မှာပေါ့အခုဆိုရင် Facebook လောကကြီးပေါ်လာတဲ့အချိန်မှာနော် post တွေတက်လာရင်လဲနော်ဟိုကြီးညိုပြက်စရာတွေအဲ့ဒီထဲမှာမှဆရာမတို့ကသဘောတူပါတယ်ဆို live လိုက်ဆိုတာသဘောတူတယ်မင်းနဲ့ငါနဲ့အတူတူပဲမင်းလို့တာကွာထောက်ခံတယ်ဆိုတဲ့သဘောလိုက်အဲ့ဒီမှမှတခါ comment တွေရောမရေးဘူးလားကြည့်လိုက်ရင် comment တွေမှာကြည့်ရင်ဝိုင်းဆဲထားတာအဲ့ဒါဘာဘာသာဝင်နေလဲကြည့်လိုက်ဘုရားဘာသာဝင်နေဟုတ်တယ်လားအဲ့ဒီမှမှအေးငါလိုပဲမတိသေးတဲ့သူတွေဆို share ဆိုတာအမျှဝေးတာ like ဆိုတာတာထုခေါ်လိုက်တာပဲသဘောတူတယ်ဆိုတာတာထုတာထုဟုတ်တယ်လား ကောမန့်စာထပ်ပြီးတော့မင်းတို့ငါထောက်ခံနေကွာတချို့အရာကိုမထောက်ခံဘူးအောက်ကနေဝင်ဆဲတာရောမရှိဘူးလားအဲ့ဒါဆိုဘုရားဘာသာဝင်လို့ခံယူထားတဲ့ဖရားတပည့်များသည်ကောင်းကောင်းမွန်မွန်ကျင့်ရလားဖြောင်းဖြောင်းမှန်မှန်ကျင့်ရလားနိဗ္ဗာန်ကိလေသာကုန်ခန်းဖို့ကျင့်နာလားလောဘတွေဒေါသတွေနဲ့စုပွက်နေတာလားဟုတ်တယ်လားရိုသေထိုက်เสียရလားသူများကဲ့ရဲ့เสียရတယ်မဖြစ်ဘူးလား အကြောင်းဆရာမတို့ကဒီလေးချက်သေးကျင့်ကြံရမယ်ပန်လေးချက်လို့မှတ်ထားပန်နလေးချက်မဟုတ်လားအကြောင်းဘေးနားမှာအတူကောင်းမှတ်ထားပန်လေးချက်ဘုဒ္ဓတလက်ဆောင်ပေးတာနော်ညီမဆိုတန်ငါကုံဆိုတာတန်ငါတော်ဒီမာမရှိတယ်လို့မမှန်နဲ့ပန်လေးချက်ဖရာတပည့်တိုင်းသည်အတူဖြစ်အောင် အတူယူကြရလိမ့်မယ် 办理解，等你阿婆表演。阿江，公 <noise> 多，阿江公多说，伊 <noise> 亲，阿江高年呢，一首哦，真个啦，不能吃理解。阿你老的，高高么么姐妹，漂漂么么姐妹，给你当年夜内边一段姐妹，有的太奥难，真家没收眼泪的，有的呢，一度真个多，阿江讲呢。 အဲ့ဒီလိုကျင်းခဲ့တဲ့ပုံကိုတိုင်းသည်စတ္တာရိပုရိသယူဂာနိအစုံအားဖြင့်၄စုံအဋ္ဌပုရိသပုဂ္ဂလာပုဂ္ဂိုလ်အားဖြင့်၈ယောက်ဆိုသောအရိယတန်ဃာတော်များအဖြစ်ကူပြောင်းပါပြီဆိုတော့ဒီမှာအဘိဓမ္မာတန်ဃာဖြစ်ပြီလားမဖြစ်ဘူးလားဖြစ်သွားပြီကိုရင်လေးတွေယဟန်တော်ဥစင်းနေပန်လေးချက်နဲ့ပြည့်စုံအောင်ကျင့်ခဲ့တနေ့အဲ့ဒီ ကိုရင်လေးတွေဥစဉ်တွေယဟန်တော်တွေအကုန်လုံးတည်လဲအရိယာတန်ခါဖြစ်မဖြစ်ဖြစ်တယ်လို့ဆရာမတို့သားတို့သမီးတို့ရောမဖြစ်နိုင်ဘူးလားလူဝိကြောင်တွေလည်းဖြစ်နိုင်권ရှိတယ်အဲ့ဒီလိုဖြစ်ခဲ့ရင်တဲ့အခုသိမဲ့အကျိုးကုန်တော်ငားချက်ခံစား권ရှိပြီတဲ့ဟုတ်ပြီနော်အကျိုးကုန်တော်ငားချက်မှာနံပါတ်1ကအာဟုတ်နေ ယဂုံဒါကိုပါဠိဂါထာနဲ့ယူလက်စနဲ့ယူလိုက်တော့အောလေးထည့်လိုက်တော့အာဟုနေယောအဲ့ဒီမှာအာဟုနေယောအာဟုနေယဆိုတာအဝေးကအဝေးအရက်ကနေတဲလာတဲ့တဲဆောင်လာတဲ့ယူလာတဲ့ မုံမုံမြက်မြက်ဥစ္စာပစ္စည်းတွေတဲ့ဆိုတော့ဥပမာဆိုတော့သားတို့သမီးတို့ခရီးတွေပါရေးသွားမှာပေါ့ပြည်တွင်းရောသွားလားသွားလေဟုတ်ပြီနော်သွားတဲ့အခါရထားနဲ့သွားတာရှိမယ်ကားနဲ့သွားတာရှိမယ်လေယာဉ်နဲ့သွားတာရှိမယ်နိုင်ငံရထားခရီးတွေလည်းသွားမှာပေါ့သွားကြပြီဆိုရင်အဲ့ဒီဒေသမှာထွက်တဲ့အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေကိုကိုသားတို့သမီးတို့ခရီးတွေထွက်ဒီမှာရှိသမျှ Forever Group မှာရှိသမျှတငယ်ချင်းတွေအကုန်လုံးအတွက်လူတိုင်းစီအတွက်တဲလာလာ တဲနိုင်လားမတဲနိုင်ပါဘူးအများကြီးပဲတဲနိုင်မှာမယ်ကိုပစ္စည်းကလည်းကိုတဲရသေးတယ်ဒါပေမဲ့ဘု து အတွက်တော့တဲခဲ့တာများတယ်ကိုချစ်တဲ့သူအတွက်တော့တဲလားမတဲဘူးလားအဝေးကနေပြီးတော့မုံမုံမြက်မြက်တဲလာတဲ့ပစ္စည်းတို့ဒီချစ်သူခင်သူလေးစားသူအမေအတွက်အဖေအတွက်ပါခြင်းပါမှာပေါ့ဒါမဲ့မြေကြီးလက်နဲ့ခတ်လို့မလွဲပါမှာတော့သူ့အတွက်တော့ပါမှာပဲဟုတ်တယ်လား ဘာမှမဟုတ်ဘာလေးပဲဖြစ်ဖြစ်နော်မြေစုံဒေတာမြေကြီးနားပဲသွားရင်ကြောက်ခဲလေးတစ်လုံးတော့တည်လာမှာဟုတ်တယ်လားအမှတ်တရလေအဲ့တော့ပေးတဲ့သူကလည်းမုံမုံမြဲမြဲတတိယလို့ယူလာတယ်လို့လက်ခံတဲ့သူကလည်းအဲ့ဒီပေါ်မှာအော်ငါအဲ့အတွက်မမေ့ဘူးဆိုတာမျိုးရှိမယ်အဲ့ဒီလိုတည်လာတဲ့ပစ္စည်းတစ်ခုကိုတငယ်ချင်းတယောက်ကနေဟဲ့ငါလည်းပေးလို့ပြောလို့မရဘူးလေ ရည်ကြည်နာတို့ဘာလို့သွားမယ်မုံမုံမြင့်မြတ်သေးလာမယ်အေယဝရီတိုင်းဘက်သွားမယ်မုံမုံမြင့်မြတ်ဒီပဲလာမယ်အဲ့ဒီသေးလာတဲ့ပစ္စည်းတွေကိုတခြားလူတွေတော့မပေးပင်မဲ့တန်ဃာတော့အရှင်သူမြတ်များဆိုရင်နော်ဆရာမတို့ကလှူရဲလာလှူနိုင်လာလှူနိုင်နေတန်ဃာတပားဆိုရင်နော်မုံမုံမြင့်မြတ်သေးလာတဲ့ပစ္စည်းတွေတခြားလူကိုမပေးပင်မဲ့တန်ဃာတော့အရိယာတန်ဃာတော့ဖြစ်မယ်ဆိုအကျိုးများလွန်းလို့ လှူလားမလှူလားအဲ့ဒါအာဟုနေယလို့တော့မှတ်စုထဲမှာကြည်အာဟုနေယအဝေးမှာဆောင်ယူ၍လှူဒန်းအပ်သောအလှဝိထုတို့လည်းကောင်းစွာခံယူတတ်ပါれနောက်တစ်ခုကအာဟုမှာပြောင်းလိုက်ရုံပဲပါဟုနေယဟုတ်ပြီနော်နံပါတ်1ဂုံကပါဟုတဲ့ပါဟုနေယလို့ပြောရင်ဧည့်သည်အလို့ငှားတဲ့ ိမ်မှာ VMB เนาะအထုဖိတ်ထားတဲ့ပုံကိုယ်ကြီးအတွက်စီမံပြီးတော့ချက်ပြုတ်ပြီးတော့တဲခင်းထားတယ်အဲ့ဒီအချိန်မှာသားတို့သမီးတို့တွေကအိမ်မှာပေါ့ဧည့်သည်ဖိတ်ထားလို့တဲခင်းထားတာကိုကိုကသွားရင်းနဲ့သူများကတဲခင်းထားတာကိုသွားရင်းနဲ့လမ်းကြုံလို့တော့ဟာအတော်ပဲခမင်းဝိုင်းပြင်လို့ပါလားဟာပဇွန်တို့ကြီးလဲပါသဘော့ဟာလားငါးကောင်းချင်ဟင်းရလဲပါသဘော့ ဟာဘဲခင်ကလည်းတွေ့တယ်ကွာငါဝင်ဆွဲမယ်ကွာဆိုရင်လက်ခံပါမယ်ဘယ်လက်ခံမလဲဒါဧည့်သည်အတွက်ဧည့်သည်အတွက်စီမံထားတဲ့အတွက်ဧည့်သည်အတွက်ပဲဖြစ်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတန်ဃာတော်အရှင်သူမြတ်တပါးကြွလာပြီးတော့စွန်းစားချိန်နဲ့လည်းကြိုက်နေရင်တော့ဧည့်သည်အတွက်ဖယ်ထားတဲ့စီမံထားတာကိုဥဥဖျားဖျားလှူနိုင်စွမ်းရှိလားဘာလို့လှူလဲအကျိုးများတာ哦အရိယာတန်ဃာဖြစ်နေမယ်ဆိုရင်ဧည့်သည်ဖို့ရစီမံထားတာလေ ဥဥဖျားဖျားခံယူခြင်းကထိုက်ပါတယ်တဲ့နားလေပြီနော်နောက်တစ်ခုလာမှာကဒက်ခိနေရစကလုံးပေါင်းလေးပြောင်းသွားမှာပဲနော်အဲ့ဒီမှာစကလုံးပေါင်းလေးကနားငယ်နဲ့မနေဘဲနဲ့နားကြီးပြောင်းသွားတာဒါလေးတစ်ခုပြောစီပြောခြင်းစကလုံးလေးဒက်ခိနေရဒါဟုတ်ဆက်မှာတော့အော်လေးထည့်လိုက်တော့ ဒက်ခိနေရဒက်ခိနေရဆိုတဲ့အဓိပ္ပာယ်ကဘဝတမလွန်ပြောင်းသွားတဲ့သူတွေအတွေ့တဲ့ယေရှုကောင်းမှုလုပ်တယ်အဲ့တော့ယေရှုကောင်းမှုလုပ်တဲ့အချိန်မှာတန်မှန်လူတယောက်ကိုဆံမောက်လာပြီးတော့အာဘဝတပါးပြောင်းသွားတဲ့သူအတွေ့ဆံမရေကောင်းမှုလုပ်ခြင်းလို့ဆံမအကျိုးများအောင်ဒီဟာကိုဒီအလူဝိထုကိုသုံးသွေးပါဆိုဆံမမှာဒီစွမ်းရည်ကိုမရှိဘူးဒါပေမဲ့တန်ငါတပါးဆိုရင်တော့ဘဝတပါးပြောင်းသွားတဲ့သားလေးအတွေ့ သမီးလေးအတွက်အဖိုးအတွက်အမေအတွက်အဖေအတွက်ရည်စူးပြီးတော့အမျှတန်းဝေဖို့ဆိုတန်ခါကိုလှူတာအကျိုးများလားမများဘူးလားများတယ်ဒါကြောင့်ဘဝတမလွန်ပြောင်းသွားတဲ့သူတွေအတွက်